ိန္ဒာရင်းမှာတော့အစည်းအဝေးလုပ်တဲ့ American သမ္မတတစ်ယောက်ရဲ့ထူးဆန်းတဲ့အမှုအကျင့်မင်္ဂလာပါယူသနဲ့ဒိမန်ပရိသတ်ကြီးရေကပောင်းမနာမည်ကြီးတဲ့ဒိတ်ဒိတ်ကျဲခေါင်းဆောင်ကြီးတွေရဲ့အစည်းအဝေးလေးဆိုတာခမ်းနားတဲ့ရုံးငန်းတွေတင်းကျပ်တဲ့စီးမြင်နေနဲ့ပြည့်နှက်နေမယ်လို့ကျွန်တော်တို့ကထင်ထားကြပါလိမ့်မယ်။ဒါပေမဲ့ American ပြည်ထောင်စုရဲ့36ရောက်မြောက်သမ္မတဖြစ်သူလေနမ်မီဂျွန်ဆင်းရဲ့စိတ်နေစိတ်ထားနဲ့အမှုအကျင့်နေဟာကမ္ဘာသမိုင်းမှာအထူးဆန်းဆုံးနဲ့အရင်ပြဆုံးနိုင်ငံကောင်းဆောင်တဦးအနေနဲ့နာမည်ကြီးခဲ့တာဖြစ်ပါလိမ့်။ သူရဲ့အမူအကျင့်တွေကမှအဆိုးဆုံးကတော့သူကအင်တာတက်နေနေတောင်မှအရေးကြီးတဲ့အစည်းအဝေးတွေကို ပြုလုပ်ခဲ့ဘူးရဲဆိုရဲဇာတ်လမ်းမှာဒီလိုထူးထူးခြားခြားလုပ်ရက်တွေကတမရတယောက်ရဲ့အဆင့်တန်းနဲ့လုံးဝမကိုက်ညီပဲဘာကြောင့်လုပ်ခဲ့တယ်လဲဆိုတာကိုလည်းလေ့လာကြည့်ကြရအောင်ပါတမရလင်းနမီကျွန်းစင်ဟာသူ့ရဲ့အာနာကိုပြသလိုတဲ့စိတ်ဓာတ်နဲ့အချိန်မပြောင်းကျင်တဲ့သဘောထားကြောင့်မလို့နာမည်ကြီးတဲ့သူဖြစ်ပါရီး သူဟာယာရုနီယာမှာရှိတဲ့သူတွေကိုကိုရိုင်းခေါ်ယူတွေးဆောင်နေတဲ့အခါမှာသူအိမ်သာတက်နေချိန်ဒါမှမဟုတ်ရေချိုးနေချိန်နေမှာပါခေါ်ယူတွေးဆောင်နေတာဖြစ်ပါလိမ့်အဲ့လိုလှုပ်ဆောင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့အစည်းအဝေးလုပ်ချိန်မှာတော့မှသူ့ရဲ့ကိုပိုင်ချိန်တွေကိုလုံးဝမပေးခြင်းတဲ့သဘောထားကိုပြသတာဖြစ်ပါလိမ့်တစ်ဖက်မှာလည်းပဲသူဟာအစည်းအဝေးမှာပါဝင်သူတွေကိုမတမတာခံစားရအောင်ဖန်တီးပြီးစိတ်ပိုင်းဆိုင်ရာလွှမ်းမိုးဖို့ကြိုးစားတယ်ဆိုပြီးလေပညာရှင်တချို့ကပြောကြပြန်ပါလိမ့်တမိုင်းမတန်းနေတဲ့ဝန်ထမ်းတွေရဲ့ထွက်ဆိုချက်တွေအရတော့သမရလင်းနမီကျွန်းစင်ဟာ အင်တာတက်နေရင်ဝင်ကြီးတွေကိုသူ့ရဲ့ဘေးမှာမတ်တက်ရက်ခိုင်းပြီးစီရေးတောင်မှမဟုတ်နိုင်ငံရေးဆိုင်ရာအရေးကြီးဆုံးကိစ္စရက်တွေကိုဆွေးနွေးတိုင်ပင်လေးရှိတယ်လို့သိရပါတယ်။အချို့သောအကြံပေးပုဂ္ဂိုလ်တွေနဲ့ဝင်ကြီးတွေဟာဒီလိုထူးဆန်းတဲ့အစည်းအဝေးပွဲမှာပါဝင်မှုအတွက်အလွန်အမင်းစိတ်မသက်မသာဖြစ်ကြပြီးရှိုက်ယွင်ခြင်းတွေကိုခံစားကြရတယ်လို့ပြန်လည်ပြောပြခဲ့ကြပူပါရီ။ဒါပေမဲ့တမ်မရာရဲ့အာဏာကြောင့်မလို့ဘယ်သူကမှမငင်းဆန်နိုင်ခဲ့ကြပါဘူး။ဒီပြမှုဟာလင်းနမ်းပြီးကျွန်းစင်ရဲ့ဂျန်နန်လုံးနဲ့လွမ်းမိုးလူစိစရိုက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါလိမ့် ူဟာအာနာကိုအလွန်အမင်းနှိမ့်သက်သူတစ်ယောက်ဖြစ်ပြီးသူရဲ့ဝန်ထမ်းတွေဟာသူရဲ့အမိန့်ကိုနာခံရမယ်ဆိုတာကိုလည်းပဲပြသဖို့ဒီလိုထူးခြားတဲ့နည်းလမ်းတွေကိုအသုံးပြုတာဖြစ်ပါရည်။အဲ့လိုရိုင်းဆိုင်တဲ့အမှုအကျင့်တွေကပဲလင်းနမီကျွန်းစင်ရဲ့နိုင်ငံရေးကောင်းဆောင်မှုပုံစံနဲ့အုပ်ချုပ်ရေးစနစ်ရဲ့ထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုသွားပြီးဖော်ပြနေတာဖြစ်ပါရည်။ဒီကုန်းချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့တမရလင်းနမီကျွန်းစင်ရဲ့အင်သာတွေကအစည်းအဝေးဇက်လန်ဟာအမေရိကန်တမရတမိုင်းမှာအထူးခြားဆုံးနဲ့အရင်းပြဆုံးအပြုအမူတစ်ခုအဖြစ်ယနေ့ထပ်တိုင်ကျန်ရှိလိုနေပါသေးတယ် နောက်ပြီးလင်ဒန်ဘီဂျွန်ဆင်ဟာဗီယက်နမ်နဲ့အမေရိကန်တို့စစ်ပွဲဖြစ်ပွားခဲ့တဲ့နောက်တွင်ကလက်မဲကြီးတစ်ခုအဖြစ်နဲ့လဲပါဝင်ခဲ့ဘူးတဲ့သူဖြစ်တယ်လို့သူကြောင့်မလို့မတိဆုံးတဲ့အသက်ပေါင်းများစွာလေးတိဆုံးခဲ့ရဖို့ပါလိမ့်ဆိုတော့ဒီလိုမျိုးရိုင်းပြတဲ့အပြုအမူတွေပါဝင်ရဇုတ်ထုံးဆန်တဲ့စိတ်ဓာတ်တွေကပဲအာနာဂူပိုင်ဆိုင်ထားတဲ့ခေါင်းဆောင်တဦးရဲ့စိတ်နေစိတ်ထားကိုပိုင်မူအချင်းနေနဲ့ဒိုင်းမြုပ်ချုပ်ရေးပေါ်ဘလောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကိုပြသနေတဲ့တမိုင်းဝင်သင်ခန်းစာတစ်ခုပဲဖြစ်လို့နေပါလိမ့် သူဟာပြည်သူတွေအတွက်အရေးကြီးတဲ့ဥပဒေတွေကိုပြဋ္ဌာန်းပေးခဲ့ပေမယ့်သူရဲ့မယင်ကျေးတဲ့အပြုမူတွေအရေးဆန်ဆန်တစုထိုးလုပ်တတ်မှုတွေကြောင့်မလို့တမိုင်းမှာအမြဲတမ်းဝေဖန်ခံနေရမယ့်အကြောင်းအရာတစ်ခုဖြစ်လို့နေပါသည်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးဦးမှာပါဂျန်နေတဲ့တယ်ဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ပါဦးအစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ